ဟစ်တလာကအာနာမသိန်းခင်သူ့ရဲ့နာဇီပါတီခေါင်းဆောင်နဲ့အပြန်အလှန်ထိုးနှက်ခဲ့တယ်လို့တခြားပါတီကိုလောက်ကျမှုပေါင်းစုံနဲ့ရှင်ပြိုင်ခဲ့တာဟစ်တလာကတချို့အဖြစ်နဲ့လူစုလူဝေးလောက်တဲ့နေရာတွေကိုတည်တင်းပေးဖို့ထောက်လန်းနေချိန်မှာသူကိုယ်တိုင်ကစိတ်ပါသွားပြီးဝင်ရောက်ဆွေးနွေးမှုကနေတဆင့်အမာခံပါတီဝင်တယောက်ဖြစ်သွားပါရောသူကအဟောပြောကောင်းတဲ့အပြင်တည်င်းစာနဲ့ပါထုတ်ဝေတာကြောင့်ထင်ရှားလာတဲ့အတွက် နာဇီပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာတဲ့သူကြောင့်ပါတီကတဟုန်ထိုးအောင်မြင်လာချိန်မှာပါတီရဲ့ဥက္ကဋ္ဌနဲ့ပြဿနာ နာစတက်ကြပါလေရောဥက္ကဋ္ဌကအကြီးမားဆုံးပါတီတစ်ခုဖြစ်လာဖို့တခြားပါတီတွေကိုခေါ်ပြီးပေါင်းဆက်ဖို့စလုပ်တယ်အဲ့ဒါကိုအပြင်းအထန်ကန့်ကွက်သူကတော့ဟစ်တလာပါပဲပထမကမ္ဘာစစ်မှာဂျာမန်စစ်ရှုံးခဲ့တာကိုသူကဒီမိုကရေစီကောကွန်မြူနစ်ကောအားလုံးကိုအပြစ်တင်မုံတီးနေတဲ့အတွက်နာဇီဖြစ်တဲ့လူမျိုးရေးကိုကင်ဆွဲထားတာဒါကြောင့်အယူအဆမတူတဲ့လူတွေသူ့ပါတီစီရောက်လာမှာကိုခါတီးစွာငင်းဆန်နေတဲ့လူရက်ကြောင့်သူ့ကိုထောက်ခံတဲ့လူရှိလာသလိုရန်သူတွေလည်းများလာတာပါဟစ်တလာရဲ့အစွန်းရောက် ောက်နေမှုကြီးကိုဥက္ကဋ္ဌကသီးမခံနိုင်တော့တဲ့အစုံနောက်ွယ်ကနေစားတင်ထိုးနှက်ပါလီရောဟစ်တလာခီးသွားတဲ့အခိုက်မှာတခြားပါတီခေါင်းဆောင်တွေကိုဖိတ်ခေါ်လိုက်ပြီးတော့အစည်းအဝေးဆလုပ်တဲ့အလုံးကိုညှိနှိုင်းပြီးတာနဲ့ရှေ့ဆက်ကဟစ်တလာကိုပါထုတ်ဖို့ကြံစီတဲ့ဟစ်တလာကလည်းတိတိချင်းပြန်လာပြီးအစည်းအဝေးခန်းမတွေကိုဝင်လာတာနဲ့အပြန်အလှန်အော်ကြီးဟစ်ကျဲဖြစ်ကြပါလီရောဥက္ကဋ္ဌကအလုံးရဲ့အရှိမဟစ်တလာကိုအနှောက်အယှက်သမားလို့ပေါ်တင်စွတ်စွဲလိုက်တဲ့ဟစ်တလာကပြန်ပြောဖို့လုပ်ပေမဲ့တစ်ဖက်ကမနာ ာတန်អော်ហិនနေတာចောင်းသူကအပြင်ကိုထွက်သွားလိုက်တယ်မကြခင်ပါတီကနေနှုတ်ထွက်ပြလိုက်ကအားလုံးပုံអော်တဲ့စွန့်စားမှုကြီးကိုလှုပ်လိုက်တယ်ဒါကြောင့်သူ့ကိုထောက်ခံတဲ့ဗတ်တော်သားတွေဟာလမ်းပေါ်ထွက်ကဟစ်တလာကိုပြန်ခေါ်ဖို့အတင်းအကျပ်ဖိအားပေးကြတယ်ဟစ်တလာကြောင့်ပါတီအောင်မြင်လာတာကိုထောက်ထားပြီးဥက္ကဋ္ဌကသူ့ကိုပြန်လာဖို့ပြောလိုက်တဲ့အချိန်မှာဘာပြန်တောင်းဆိုလိုက်တယ်လဲဆိုတော့သူ့ကိုခေါင်းဆောင်ခန့်အပ်ရမယ်အလုံးစုံထိန်းချုပ်ခွင့်ပေးရမယ်တခြားပါတီနဲ့ဆွေးနွေးတာကိုချက်ချင်းရပ်ဆိုင်ရမယ်တဲ့ဥက္ကဋ္ဌဘက်ကအလျှော့ပေး ပြီးပြန်ခေါ်နေတာတောင်ဟစ်တလာကမောက်မာနေတာကြောင့်ဒေါသထွက်သွားပြီးတော့နှီးပေါင်းစုံနဲ့အပြုတ်တိုက်ဖို့စလုပ်တယ်အရင်ဆုံးဟစ်တလာကစူပူမှုတွေဖြစ်အောင်လှုံ့ဆော်နေပါတယ်ဆိုပြီးတော့ရဲကိုအကြောင်းကြားကဖမ်းဆီးခိုင်းလိုက်တယ်ဒါပေမဲ့ရဲကသူ့ကိုခေါ်ပြီးဒီအတိုင်းပြန်လွတ်ပေးလိုက်တာနောက်နေ့မှာလက်ကန်းစာဆောင်တွေကလမ်းမှာပြန့်ကျဲနေပြီးဘာရေးထားသလဲဆိုရင်ဟစ်တလာက အာနာယူတစ်စပေါ့ British တရှိုးဂျူးလောက်ကြံရေးသမားရန်ပုံငွေကိုဘုံပြီးတော့မကောင်းတာလိုက်စားနေတဲ့ကောင်ဆိုပြီးအောက်ဖဲလန်နဲ့အပေါ်စားတိုက်ကွက်တွေ ကိုပါအသုံးပြုလာတာဒါကြောင့်ဝေဖန်တဲ့လူကတာနှိမ်ကျလာပြီးအထင်သေးစရာဖြစ်လာတယ်နောက်ဆုံးမှာမဲခွဲဆုံးဖြတ်ကြတော့ဟစ်တလာကအပြက်အသက်အနိုင်ရသွားတာဖြစ်လို့ခေါင်းဆောင်အဖြစ်တင်မြောက်ခံရကရှုံးသွားတဲ့ဥက္ကဋ္ဌကိုတော့ထုတ်ပယ်ဖို့ပြောဆိုကြပေမဲ့ဂုံထူးဆောင်ဘွဲကိုပေးအပ်ကဂျောင်တဲကိုပို့ထားလိုက်တော့တယ်နာဇီပါတီဥက္ကဋ္ဌဖြစ်လာတဲ့ဟစ်တလာက ရွေးကောက်ပွဲမှာအနိုင်ရဖို့အတွက်တခြားပါတီတွေကိုပြိုကွဲအောင်စတိုက်တယ်သူ့ရဲ့ပါတီထဲမှာလူမိုက်ဂိုင်းကိုထောင်ဖို့အာဂစာအသင်းအနေနဲ့ခေါင်းစဉ်ပြလိုက် ြီးတီထောင်လိုက်တာပြဿနာကပြိုင်ဖက်ပါတီမှာသူ့ထက်ကြီးတဲ့ခိုင်းရှိနေတာကြောင့်ဟစ်တလာအဖွဲ့ဝင်တွေကိုမကြာခဏလာရောက်ရိုက်နှက်သွားကြတာဒါကြောင့်စစ်ပြန်တွေနဲ့ယာဇဝတ်သားတွေကိုခေါ်ယူလိုက်ပြီးတော့နာစီကိုင်းကိုအင်အားထပ်ဖြည့်လိုက်တဲ့အပြင်လက်နက်တွေပါတပ်ဆင်ပေးလိုက်တာလူစုတဲ့ပွဲမှာဟစ်တလာကဘာပြောသလဲဆိုရင်လူတွေကဖျက်လက်နေဖို့ဆိုရင်ကြောက်စရာတစ်ခုခုရှိနေမှရတာမယုံဘူးဆိုရင်လူတယောက်ကိုတွားတွယ်ပလိုက် နောက်နေ့ဆိုအဲ့လူကပါတီဝင်တယောက်ဖြစ်နေစေရမယ်အကျန်းဖက်လမ်းစဉ်ကို စတင်ရှောက်လန်းလာတဲ့ဟစ်တလာကပြိုင်ဘက်နိုင်ငံရေးသမားတွေကိုစတင်လုံကြံတဲ့အပြင်ဘလောက်ထိတောင်အစွန်းရောက်တယ်လဲဆိုရင်ပထမကမ္ဘာစစ်မှာဂျာမန်စစ်ရှုံးနေတဲ့အခါမှာလက်နက်ချဖို့အတွက်တစ်ဖက်ရန်သူနဲ့ညှိနှိုင်းခဲ့တဲ့လူကိုအပြစ်ပုံချပြီးတော့လုံကြံပစ်လိုက်တဲ့စစ်ရော်ကြီးပေးဆောင်ဖို့ဗာဆိုင်းဆောင်ချုပ်မှာလက်မှတ်ထိုးပေးခဲ့တဲ့ဂျာမန်ဗန္နာယေးဝန်ကြီးကိုလည်းငါတို့ဒုက္ခရောက်တာသူ့ကြောင့်လို့စစ်စွဲကချောင်းမြောင်းပစ်ခတ်လိုက်တာဒါပေမဲ့အသက်ရှင်လွတ်မြောက်သွားလို့ဆက်ပြီးအနောက်ကနေလိုက်လံချင်းချောင်းနေတာကြာလာတော့သူကကြောက်စိတ်နဲ့ယူ ူးတွတ်သွားတာတောင်အလွတ်မပေးဘဲနဲ့မရရအောင်လှုပ်ကြံခဲ့တာပါခက်တာကဟစ်တလာကတခြားပါတီနဲ့မပူးပေါင်းဘဲတယောက်တည်းခေါင်းဆောင်လှုပ်ချင်နေတဲ့အတွက်ရွေးကောက်ပွဲမှာလူနည်းစုဖြစ်နေတဲ့နာဇီပါတီကဒုတိယနေရာတာရနေလို့ဝင်ကြီးချုပ်နေရာကိုမရဘူးဖြစ်နေတာဒါကြောင့်ဟစ်တလာကဖြန့်လန်းနေတဲ့ဝင်ကြီးချုပ်ဖြစ်လာဖို့လက်ရှိဝင်ကြီးချုပ်နဲ့အပြန်အလှန်အကွက်ရွှေ့တော့မှာ